ဒီဘောဘူစကန်သိန်းတိုက်ပွဲ9နာရီတာကြာပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးသေ32ဦးလက်နက်ချလက်နက်ခဲယံများစွာရရှိကစစ်တပ်လေးတောင်းပစ်ကူကစစ်သားများအပေါ်ဘုံမှာကျွေတည်ဆုံးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ ားလုံးပဲမင်္ဂလာပါခစ်သစ်မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးကြပါရစေသတင်းထူးများသိရှိနိုင်ဖို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပြီး comment မှာလည်းမှတ်ချက်ဝင်ရေးပေးသွားဖို့မြတ်တာရက်ခံကြပါရစေ ခရင်ပြည်နယ်ညဝရီမြို့နယ်ခရင်အမျိုးသားအစည်းအရုံး KNU တက်မဟာ၆နေနေရှိသေဘောဘူးစစ်ကောင်စီစကန်းကိုတော်လရင်ပူပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်စဉ်စစ်ကောင်စီတပ်ဖွဲ့ဝင်30ကျော်တီဆုံးက80ကျော်လက်နက်ချခဲ့ကြောင်း KNU သတင်းရင်းမြစ်ကပြောပါရယ် KNU ပူပေါင်းတပ်များသည်မြန်မာထိုင်းနေဆက်တကျော်ရှိစစ်ကောင်စီတပ်စခန်းများကိုစက်တိုက်သိမ်းပိုက်လျက်ရှိရာဇွန်လ3ရက်တွင်သေဘောဘူးစခန်းကိုအပိသက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ စကန်သိန်းတိုက်ပွဲ၌စစ်ကောင်စီတပ်လေးချောင်းပြစ်ကူပေးတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်များအပေါ်ပြန်လည်ကျဲချမိ၍ထေဆုံးထိခိုက်မှုများရှိခဲ့သည်ဟုလည်းအထက်ပါသတင်းရင်းမြစ်ကပြောပါရယ်။ထိုင်းနယ်စပ်တိုက်ပွဲများကိုစောင့်ကြည့်၍သတင်းများပေးနေသောထိုင်းနယ်စပ်သတင်းရင်းမြစ်ကလည်းစစ်တပ်က YAK 130 Wide လေယာဉ်များဖြင့်တေဘောဘူးစခန်းမကျအောင်ပစ်ကူပေးခဲ့ရာဘုံမှကျန်မိမှုမှစစ်သားများကိုပိုအထိနာစေခဲ့ကြောင်းရေးသားထားပါသည်။ ထိုင်းစစ်တပ်ကနေဆက်တွင်လုံခြုံရေးမြင့်၍အခြေအနေကိုအနီးကပ်ဆောင်ကြည့်နေပါတယ်။စကန်သိန်းစစ်စင်ရေးကိုဇွန်လ3ရက်မနက်9:00နာရီတွင်စတင်ခဲ့ရာညနေ6:00နာရီတွင်အပိသက်သိမ်းနိုင်ခဲ့တယ်ဟုသတင်းရင်းမြစ်ကပြောပါတယ်။တိုက်ပွဲအတွင်ထိခိုက်ဒဏ်ရာရသူများအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်82ဦးအလင်းဝင်ခဲ့ပြီးစခန်းကုန်းပေါ်မှာတေဆုံးသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးရှိသည်ဟုသိရပါတယ် ်လက်နဲ့ချတာ80ကျုံလက်နဲ့ခရမ်းတွေအများကြီးရတယ်အဲ့ဒီလက်နဲ့ချတဲ့သူတွေကတော့သူတို့ကိုပြန်ပေါင်းထုတ်လိုက်ပြီးထိုင်းဘက်ကိုပို့လာပြီးတော့ညဝတီကိုပြန်ပို့လဲပို့ပေါ်ဒီဘက်ထားရင်လေနိုင်ငံတကာကြီးစုစောင့်ရှောက်တဲ့အဖွဲ့အစည်းကဘာမှလည်းမရှိတဲ့အခါကြတော့လေဟိုမှလည်းမထားတော့ဘူးလေဟိုမှထားထားတာလေရာကျော်ရှိနေပြီဟု KNU သတင်းရင်းမြစ်ကပြောပါတယ် လက်နက်ချစစ်ကောင်စီတပ်သားများထိုင်းဘက်ရောက်ရှိပြီးထိုင်းကစစ်ကောင်စီဤမြဝတီအခြေဆိုင်ခလာရ285တို့ပြန်ပိုးသည့်အခြေအနေများအပေါ်တွင်လည်း KNU ကတွက်ဆထားပြီးဖြစ်ကြောင်း KNU တပ်မှုများဤသဘောထားကိုလည်း၎င်းကရှင်းပြပါရယ်တိဘောဘုစစ်ကောင်စီတပ်စခန်းသည်ရခိုင်က KNU တပ်မဟာ6ဤအဓိကအရေးပါသည့်ဝင်ဝေလန်းကြောင်းခေတ်တစ်ခုဖြစ်ပြီး1990ကျော်တွင်စစ်ကောင်စီကတိမ့်ပိုက်သွားခြင်းဖြစ်သည့် KNL PDF နှင့်ပူးပေါင်းတံများက 2022ခုနှစ်မေလတွင်တင်ပိုက်ခဲ့တော်လဲနောက်ပိုင်းတွင်စစ်တပ်ကအင်အားအများအပြားဖြင့်ထိုးစစ်ဆင်လာ၍တော်လန်ရေးတပ်များပြန်ဆုတ်ပေးခဲ့ရခြင်းဖြစ်ပြီးသုံးနှစ်အကြာတွင်ထပ်မံတင်ပိုက်ခဲ့ခြင်းဖြစ်သည်။လက်ရှိတွင်နေဆက်တစ်ခုလုံးဤပါပြန်လည်တင်ပိုက်နိုင်ပြီဖြစ်၍ဒေသခံလူတို့များပိုလွတ်လပ်သွားသည်ဟုပြောသည်။ လက်နက်ကိုင်းရန်သူကမရှိတော့ဘူးရန်သူမရှိတဲ့အခါကျတော့တပ်ဖွဲ့ပဲရှိတဲ့အခါကျတော့ကျွန်တော်တို့ဘာသာကျွန်တော်တို့အုပ်ချုပ်တဲ့အခါကျတော့လူလူအတွက်ကောင်းလာတာပေါ့အဲ့ဒီမှာကျန်တာကတော့ဓီးကပလဲတို့ဘောလီတို့ဥကရစ်ထားတို့နောက်တစ်ခုရှိသေးတယ်လေးခုပဲကျန်တယ်ဟု KNU သတင်းရင်းမြစ်ကပြောပါတယ် KNU ဦးဆောင်နဲ့ဒေါ်လန်ရေးပူပေါင်းတက်ပြီးတက်မဟာ6နေရှိစစ်ကောင်စီတက်စခန်းများသိမ်းပိုက်သည့်စစ်စင်ရေးကိုမေလတတိယပတ်တွင်အရှိန်မြင့်ခဲ့ရာမေလ23ရက်တွင်ဖလဲတူစခန်းမေလ28ရက်တွင်ကနေလီစခန်းမေလ29ရက်တွင် ရွှေအေးမြိုင်စခန်းမေလ30ရက်တွင်ဘရင်အောင်စခန်းနှင့်မော်ခီစခန်းများကိုဇက်တိုက်သိမ်းပိုက်နိုင်ခဲ့သည် ထို့မတိုင်ခင် KNU တက်မဟာခွနေရှိနေဆက်မှစစ်တပ်စခန်းများကိုလည်း KNL နဲ့ပူးပေါင်းတပ်များကစက်တိုက်သိမ်းပိုက်ခဲ့တယ်လို့တက်မဟာလေးတွင်လည်းနေဆက်မှအေးပါလာသော TK နဲ့ထီထဗျူဟာစခန်းတို့ကိုလည်းသိမ်းပိုက်ထားသည်ဒုတိယသတင်းတပုတ်အနေနဲ့ဒီမော့ဆိုစင်ကူးနဲ့သပိတ်ချင်းတို့တွင်ဖမ်းဆီးရမိသောမိုးရစေဝါများကိုတော်လန်ရေးတပ်ဖွဲ့များကမီးရှို့ဖျက်ဆီးဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ် ခရင်နီပြည်နယ်ဒီမော့ဆိုပြည်နယ်အတွင်းဖမ်းဆီးရမိသောမူရစ်စေဝါစေပြအလုံးကြီးတထောင်ခံကိုတော်လရေးတပ်ဖွဲ့များကမိရှို့ဖျက်ဆီးခဲ့ကြောင်းပြည်သူ့ပါကွယ်ရေးတပ်ဒီမော့ဆို DMO Local PDF တပ်ဖွဲ့မှထောက်ဝင်ရှိသူတအူးကပြောဆိုပါတယ်2025ခုနှစ်ဧပြီလအတွင်းဒီမော့ဆိုမြို့နယ်၌ပြည်သူ့ကာကွယ်ရေးတပ်ဒီမော့ဆို DMO Local PDF တပ်ဖွဲ့နှင့် KNPLF တပ်ဖွဲ့တို့မှရမီရဖာများနှင့်အတူပူးပေါင်းပြီး ဖမ်းဆီးရမိသောမူရစ်စေဝါ WY စေပြအလုံးရေတပေါင်းခန့်ကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းဇွန်လ၄ရက်နေ့တွင်ထုတ်ပြန်ထားပါသည်လက်ရှိချိန်တွင်မူရစေဝါကြောင့်လူငယ်အများအပြားခိုးမှုလူရမှုဖောက်ထွင်းမှုများစွာဖြစ်ပေါ်နေပြီးမူရစေဝါများနှင့်အတူဖမ်းဆီးရမိသောတရက်ခန့်များကိုလည်းအေးအေးယူဆောင်ရွက်လျက်ရှိရာမူရစေဝါများတွေ့ရှိမှုနှင့်တိုင်တန်းမှုများရှိလာပါကဆက်လက်ဖမ်းဆီးအေးအေးယူမည်ဖြစ်ကြောင်းသိရပါသည် ကျွန်တော်တို့ဖန်ဆီးထားတဲ့သူတွေကိုအမှုအကြီးအမှုအသေးပေါ်မူတည်ပြီးချုပ်နှောင်ထားတာပဲရှိသေးတယ်။ဒါပေမဲ့ကျွန်တော်တို့ကဘယ်လိုပုံစံနဲ့အရေးယူမလဲဆိုတာတော့အသေးစိတ်ပြောလို့တော့မရသေးဘူး။သုံးဆွဲတဲ့သူကြတော့မူးယစ်ဆေးထိမ့်သိမ်းထားမယ်ပေါ့။မူးယစ်ဆေးပြတ်သွားရင်ပြန်လုပ်ဖို့တော့အစီအစဉ်ရှိတယ်။ရောင်းဝယ်ဖောက်ကားတဲ့သူကြတော့ကျွန်တော်တို့တမျိုးတော့စဉ်းစားရမယ်။ တမျိုးတပ်ဖုံတော့အေးအေးယူမဲ့သဘောမျိုးမှရှိတယ်ဟုဒီမော့ဆို DMO Local PDF တပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။အလားတူဇွန်လ၂ရက်နေ့ကလည်းပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကစင်ကူးမြို့နယ်နဲ့တပိတ်ချင်းမြို့နယ်တို့မှာဖမ်းဆီးရမိသည့်မူရစ်ဆေးဝါ6,000 6,226လုံးကျော်ခန့်ကိုမိရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ထို့ပြင်မေလ31ရက်နေ့ကလည်းမေရယာမျိုးနယ်၌ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးနှင့်မေရယာမျိုးနယ်ပါအာဖာပါလာဖာတာဝန်ခံများ ဌာနဆိုင်ရာရေးရာတာဝန်ခံများပူးပေါင်းကဖမ်းဆီးရမိသောမူရည်စည်းဝါးများကိုမိရှုဖြက်စီခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး၏ထိန်းချုပ်စုံမုံနယ်မြေအတွင်မူရည်စည်းဝါးရောင်းဝယ်ဖောက်ကားသူများသုံးဆဲသူများကိုထိထိရောက်ရောက်ဖမ်းဆီးအရေးယူမှုများလှုံ့ဆော်လျက်ရှိကြောင်းသိရပါသည်တတိယသတင်းတပုတ်ကတော့ကမ်ဘောဒီးယားနဲ့နေဆက်အရေးတင်းမာနေချိန်ထိုင်းစစ်တပ်အသင့်ပြင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ကမ်ဘောဒီးယားနဲ့နေဆက်အရေးတင်းမာချိန်ထိုင်းဘင်းတပ်မတော်၏အမတ်တစ်စစ်တိုင်းမှု ဒုဘောချုပ်ကြီးအမရစ်ဘူဆူရာကဆာရာဘူရီပြည်နယ်နဲ့စူဂူရီပြည်နယ်ရှိတင်ကားတံများနဲ့ခြေလျင်တံများအသင့်ပြင်ဆင်ထားမှုများကိုယနေ့သွားရောက်စစ်ဆေးခဲ့ပါတယ်။ပြီးခဲ့တဲ့ဗုဒ္ဓဖူးနေ့ကနေဆက်အနီထိတွေ့ပြေကံမှုဖြစ်ပွားရာကမ်ဘောဒီးယားစစ်သားတအူတေဆုံးပြီးနောက်နှစ်ဖက်အပြန်အလှန်ပြောဆိုမှုများဖြစ်ပေါ်နေပြီး2008ခုနှစ်တွင်နေဆက်မြင်းရှိฟราวิฮาระကျောင်းတော်ပိုင်ဆိုင်ရေးတိုက်ပွဲများဖြစ်ပြီးနောက်ယခုအချိန်နေဆက်အရေးထပ်မံတင်းမာလာခြင်းဖြစ်ပါတယ်။ ဒူဘော်ချုပ်ကြီးအမရစ်ဘူဆူရီယာကတပ်ဖွဲ့ဝင်များအားထိုင်းနိုင်ငံ၏အမျိုးသားအချုပ်အခြာအာဏာနှင့်ပြည်သူများကိုကာကွယ်ရန်အပြင် ထိုင်းဘရင်မြင့်မြတ်ကိုကာကွယ်ရေးပြင်ဆင်ထားကြရန်ကြေငြာကြောင်းသတင်း၌ဖော်ပြပါသည်။အလားတူအမြောက်တပ်ဗိုလ်ချုပ်ဝါရကန်ဟွန်တာရာကူကလည်းအမြောက်တပ်ရင်းများဖြစ်သည့်81 82 913 922စသောတပ်များကိုယနေ့တွားရောက်ပြီးကမ္ဘောဒီးယားနယ်စပ်တွင်ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများကိုကြိုတင်ပြင်ဆင်ကစစ်ဆေးခဲ့သည်ဟုဒန်နေရှင်းသတင်းကဆိုပါသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟိုမာနက်ကကာလရှည်ကြာနေဆက်တရှောင်းအငင်းပွားမှုများအတွက် ICJ ကဲ့သို့နိုင်ငံတကာတရားရုံးသို့တင်ရန်အသင်ရှိနေပြီဟုသူ၏လူမှုကွန်ရက်မှပြောကြောင်း Time BBS သတင်း၌ပေါ်ပြထားပြီး၎င်းတို့အတွက်မှ ICJ နှင့်ပတ်သက်၍ဖရာဝိဟာရဘုရားကျောင်းကိုလက်လွတ်ဆုံးရှုံးခဲ့ရသည့်ခါသီသောအတွေ့အကြုံများရရှိထားပြီးဖြစ်သည်ဟုဆိုပါသည်။ခေတ်သစ်မန္တလေးသတင်းဌာနရဲ့နောက်ဆုံးရသတင်းများတင်ဆက်မှုကိုဒီမာပဲရန်နာဘုရားစင်အဆုံးထိတိရှိအားပေးခဲ့ကြတဲ့အတွက် ထူးကျေးဇူးတင်ရှိပါတယ်။